2025ခုနှစ်စက်တင်ဘာလ18ရက်ကျာသာပတိနေ့အတွက်ခုနှစ်သားမိတွေအားလုံးတို့အတွက် numerology လို့ခေါ်တဲ့ကဏ္ဍပင်တွေဟောကိန်းရာဆိုရင်တော့18ဆိုတဲ့ကိုယ်ကဏ္ဍရဲ့လွှမ်းမိုးမှုနမိတ်တင်္ကြန်မှာရှိရာဖြစ်တဲ့အတွက်ကံတရားရဲ့အထူးအခွင့်အလမ်းတွေရမယ်နေဖြစ်ပါတယ်ခုနှစ်သားမိတွေအားလုံးအလောက်ကိန်းနဲ့ပတ်သက်ပြီးအစီအစဉ်သစ်တွေအခွင့်အရေးသစ်တွေထူးခြားပေါ်ပါလိမ့်မယ် အဖို့တန်ပစ္စည်းတွေအယောင်အဝယ်ပြောင်းလဲဖြစ်တတ်တယ်အလုပ်အတွက်ရာထူးတိုးတာဝင်ငွေတိုးဖို့အတွက် သတင်းကောင်းတွေကြားရတာကြုံတတ်တယ်နိုင်ငံသားတွေရက်ဝေးတွေရောက်နေတဲ့သူတွေစီကနေသတင်းကောင်းတွေအဆက်အသွယ်ကောင်းတွေရမယ်မိမိရဲ့အလုပ်စီးပွားရေးလုံဆောင်နေရတဲ့ကိစ္စတွေမှာအကူအညီအထောက်ပံ့ကောင်းသောအခွင့်အလမ်းတွေရလာမယ်တင်ကြတာနမိတ်ဖြစ်ပါတယ်ဒီလိုနေ့မှာ9ရက်သားမိနစ်အားလုံးအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ရမယ်ရှိရဆိုရင်တော့မနေ့စောစောနွားနို့တစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ။ ဒီနေ့မှာမိမိတို့ကံတရားကအထူးအထောက်ပံ့ကောင်းရဖို့လို့တွက်ကြတော့တပြင်းညွန့်ကိုညွန့်ကိုမနှက်စောစောမြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးလူသောကိစ္စများဒီနေ့ဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာသင်္นานကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လို့တွက်ဆိုရင်တော့ဤသက်တဲ့ဘုရားစီကြီးပရောဟိတ်ကညောင်မင်းကိုရည်သွန်းလောင်းပြီးဒီနေ့အောင်မြင်ဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုသန့်စင်ဖွင့်မြင်ကြတဲ့ရင်သွေးရတနာကြီးတွက်ကြတော့မာဘုဗေဒနိယဇာတာပရိနိဘွား အဓိပတိဘဝဇာတာရှင်တွေဖြစ်ကြပါတယ်။ဆွေမျိုးညာတိမိဆွေသင်္ကားတွေအလဲမှာအဓိကကြတဲ့သူအရေးပါတဲ့သူဖြစ်ပါလိမ့်မယ်။ဒီနေ့မှာမိဂျူသန်တွေဖွားမြင်ကြတဲ့ရင်သွေးယရနာတွေအတွက်ကုသိုလ်ယရယာအနေနဲ့ကတော့သီလရှင်ဆရာလေးတွေကိုစွန့်စံသိမ်းလှူဒါန်းခြင်းအပြင်ရင်သွေးယရနာတွေအတွက်ထူးသောအထောက်ပံ့ရပါလိမ့်မယ်။ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေ။ဒီနေ့မွေးနေ့ရှင်တွေအတွက်တနေ့တနှစ်တာလုံးကုသိုလ်ယရယာကံကောင်းမှုလို့အတွက်ဆိုရင်တော့ ောက်ဆွဲကြော်စွန်းမြတ်စွာဘုရားရှင်ကလူချင်းရဟန်းတန်ခါလောင်းလူချင်းနဲ့ဆွေမျိုးမိသားစုများကိုဒါနပြုခြင်းအပြင်မွေးနေ့မင်္ဂလာကုသိုလ်များအဖြစ်ကောင်းကျိုးများစွာရပါလိမ့်မယ်ခင်ဗျာဒီနေ့ဟာအကျိုးပေးတဲ့စိုးမိုးကဏ္ဍကတော့နှစ်ကဏ္ဍလေးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့အတွက်ဈေးဆိုင်တွေစလို့ဆိုင်တွေကုန်စုံဆိုင်တွေရောင်းပန်းတာဝယ်ပန်းလှောက်ဖို့အတွက်ကတော့ဆိုင်ရှိမျက်နှာသာကိုတကြားနဲ့ငယ်ကြက်ပတ်ပြီးဆူတောင်းလိုက်ပါခင်ဗျာအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်ကတော့ကွန်ရက်ကလေးတွေနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်တာဖြင့် အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေသိရသသာအယောင်ထွက်သွားပါလိမ့်မယ်။အမှုကြုံနေရသူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေရသူရဲ့အမိကိုတင်မော်စီအမဲ့မှာရေးပြီးသီလချင်းဆရာလေးကိုလှူဒန်းခြင်းအပြင်အမှုခင်ကြက်တဲ့တွေကလွတ်မြောက်ဖို့အတွက်အခွင့်အရေးတွေပေါ်လာပါလိမ့်မယ်ခင်ဗျာ။ကျမ်းမာရေးညံ့နေတဲ့သူတွေမိသားစုမှာရှိရဆိုရင်တော့ဒီလိုနည်းမျိုးမှာတန်မြာသီးဖြော်ရင်မြတ်စွာဘုရားရှင်ကိုကတ်လူပြီးကျမ်းမာဖို့အတွက်အထူးဆုတောင်းလိုက်ပါခင်ဗျာ။အခြေအကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာတော့ စိတ်ပင်ပန်းမှုအထင်လွဲမှမှုတွေကြုံတွေ့ရပါတယ်အခြေမိတ္တရဲ့အိမ်တော်ကြီးအစဉ်ပြေဖို့လို့အတွက်ကတော့ညာဘက်မှာအချိုးရီတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဆုတောင်းလိုက်ပါခင်ဗျာ